တောင်ကုန်းကြောင်းနာမည်နဲ့လိုက်အောင်ပဲကောင်းမြင့်တစ်ခုပေါ်မှာတည်ထောင်ထားတဲ့ဘုံကြောင်းတစ်ကြောင်ဖြစ်တယ်လို့ဘုံကြောင်နောက်ဘက်မှာတော့တောင်ကုန်းစီတဆူလည်းရှိပါတယ်ဘုံကြောင်ရဲ့ရှိဘက်မှာတော့လူနေရက်ွက်တစ်ခုရှိပြီးအခြေခံလူဒန်းစားအများစု နေထိုင်ခဲ့ကြတယ်တောင်ကုန်းစီကတော့ဥဝိပုံလာလာပြီးဆိုရင်တော့ဘလောက်စိုးသွမ်းပြီးဆဲဆုံနေသူဖြစ်ပါစေတွေ့ရကြောင်းကိုဝင်ပြီးတော့ပုံပြီးတော့ပဲမပုံမှုဆိုရင်တော့ဆရာတော်ရဲ့လက်ဆွဲတော်တောင်မွေးဟာဥကောင်းထက်ကိုတောက်ကနေဆိုသလိုရောက်လာတဲ့ အခုလေစိုးပေတို့ကလေးတစုဆရာတော်ကျောင်းမှာမွေးထားတဲ့ကြက်ကိုခိုးဖို့အတွက်ကြက်ခတ်ရုံအောင်မှာပုံနေခဲ့တယ်။ဆရာတော်ကညနေပဲဆိုရင်လမ်းလျှောက်ထွက်တက်တာမလို့ဆရာတော်လက်တာကိုချင်းကိုက်ခံပြီးစောင့်နေခဲ့ရ။ဆရာတော်ညစိုးပေဆရာတော်ကျောင်းအောက်ကိုဆင်းလာပြီကွာ။တန်တို့ရဲ့စကားကြောင့်ပါလာတဲ့သူတွေဟာကြက်ခတ်ရုံနောက်မှာမလုံမရှက်ပဲဝင်နေကြတယ်။ဆရာတော်ကျောင်းပြင်ပကိုရောက်ပြီးဆိုတာနဲ့ခြုံတွေကိုအကာအကွယ်ယူလို့ဆရာတော်မွေးထားတဲ့ကြက်တွေနောက်ကိုတိုးကပ်လာတယ်။ နေ့နေ့နေဝင်ရောအချိန်ရောက်နေပြီမလို့အိတ်တန်တက်နေကြတဲ့ချက်တွေဟာမင်းကုတ်ပင်ပေါ်မှာအစီအစီရှိကြပါတယ်။ဒီချိန်မှာတန်တော့ကအိတ်တန်တက်နေကြတဲ့အပင်အောက်ကိုခြေတန်လုံးလုံးနဲ့ကတ်သွားပြီးတော့ရေဆွတ်ထားတဲ့လုံကြီးကိုလက်မှခက်တင်းကင်ထားတယ်။မျက်စိတမိတ်တွင်မှာတကယ်ကိုတမိတ်တွင်မှာ တောင်မှန်ခက်တန်တစ်ချက်သာကြားလိုက်ရတဲ့ချိန်မှာတော့တန်တိုးရဲ့လက်ထဲကလုံကြီးထဲမှာစူဖြိုးနေတဲ့ချက်တကောင်ပါလာတယ်။တန်တိုးဆိုတာကချက်ကိုးတဲ့နေရာမှာဆရာတဆူဘလောက်ဖမ်းရခက်တဲ့ချက်ပြစ်ပါစေ။ တန်တိုးခိုးရင်တော့အော်တန်တစ်ချက်မထွက်ပဲပါလာတော့မယ်။အခုလေလုံချင်းနဲ့ပတ်ထားတဲ့ချက်ကိုယူပြီးတော့မှက်မပြတ်ဖုံးချောင်းလေးကနေပြန်ထွက်လာတယ်။မေခင်တဲကနေထွက်လာတဲ့တန်ချောင်းခောက်တန်ချောင်းဒေါ်မေခင်တရားကောင်းချင်းထုတ်လုပ်မဲ့ဖတ်တွေကိုရေးဆေးပြီးတော့အိမ်နောက်ဖေးကရေးစမှာနေရာချတယ်။အိမ်နောက်ဖေးမှာဘူးချန်ကနေကြားရရတဲ့တန်ချောင်းတစ်ထဲမှာကင်ထားတဲ့ဓာမီနဲ့ထိုးကြည့်လိုက်ပြီးမဲ့ဘာမှမတွေ့ရဘူး။ဒါကြောင့်ကောင်းချင်းကိုရေးဆေးပြီးအိမ်ထဲပြန်ဝင်ဖို့ဟန်ပြင်ပြီးကမှတစ်လုံးနဲ့တင်းနေတဲ့ဘူးတီကိုစိတ်မချတဲ့ဟန်နဲ့ လက်ထဲကဓမ်မီနဲ့လှမ်းထိုးကကြည့်လိုက်တယ်။တထောင်တသာရှိတဲ့ဘူတိကြီးဟာဓမ်မီလင်းရအောင်မှာဝင်းကနေမြင်လိုက်ရတာကြောင့်စိတ်အေးသွားပြီးတော့အိမ်ထဲကိုဝင်လာခဲ့တယ်။ဒီလိုနဲ့ပဲဒေါ်မီခင်တယောက်အိမ်ထဲရောက်တာနဲ့ခြံစည်းရိုးအပြင်ကအမောင်တို့ထဲမှာအတင်းဆောင်နေကြတဲ့လူနှစ်ယောက်ဟာတိုင်ပင်ထားခြင်းမရှိပဲခြံစည်းရိုးကိုလှော်ကနေခုန်ကြောလာတယ်။မကြခင်ချိန်တည်းမှာတော့ကင်းတဲ့ဘက်ကနေမှုိတ်ပြက်တဲ့ဟင်းနဲ့ဟာလေဝင်းနဲ့တူတူထွက်ပေါ်လာတယ်။ အုံမောင်းကောက်တံထွက်ပေါ်လာပြီးမကြခင်မှာဆရာတော်ကကြက်တီတိုက်တဲ့ကနေသင်္ကန်းယုံပြီးထွက်လာတယ်။စွန်စားเจ้าကိုရောက်တော့အသိမ့်ပြင်ထားတဲ့ဇုံးကိုဖုံးပေးပြီးအချိုးဘွဲတုံးဆောင်နေတဲ့ချိန်ဖုံဖုံတပိတော်ရှောက်တင်စရာရှိလို့ပါအေးဘာရှောက်တင်စရာရှိလဲပြောဆရာတော်ကစကားကိုခက်ပြက်ပြက်ပြောတတ်တာမို့လို့ဒေါ်မခင်တယောက်ကိုကိုကြော့ပြီးတော့တပိတော်အိမ်ကဘူတီတလုံးညားကပျောက်သွားလို့ဖျားအဲ့ဒီဘူတီကိုမနှက်ကြရင်ဆရာတော်ဖျားကို ဆုံးချက်ကတ်မလို့ရည်စူးထားတာအခုတော့တပည့်တော်မရည်မှန်းချက်တွေမပြည့်တော့ပါဘူးဖျားဟဲ့ခင်မေနင်းဘူးသီးပြောက်တာတေးကြလားတေးကြပါလေဖျားတပည့်တော်မအိတ်ခင်ကတော့မှတေးချကြည့်လိုက်ပါသေးတယ်ဆရာတော်ကဒေါခင်မေစကားကိုနားထောင်ပြီးတာနဲ့တိုက်အုပ်ဆရာတော်ကိုခေါ်တယ်မနေ့ရက်ကမေကင်းတောင်းဝန်ကြတာဘသူတွေလဲစိုးပေတို့အဖွဲလို့ကြားတယ်ဖျားဒီကောင်းနေကုန်လုံးကိုငါးစီခေါ်လာခဲ့နောက်ပြီးတော့ကြက်တေးတိုက်တဲ့ကဒဝဲကျင်ကိုပါထောက်လာခဲ့ ဆရာတော်ကလက်စင်းပြောလိုက်တာကြောင့်တိုက်အုပ်ဆရာတော်လည်းကြောင်းအုပ်ကိုဆင်းသွားပြီးတော့ကပ္ပိယကိုကြိုးချောင်းပြောကစိုးပေတော်အုပ်စုကိုဆင့်ခေါ်ခန့်လိုက်ပါတယ်။မကြခင်မှာတဝဲကျင်းလုံးတစ်ခုကိုပြိုးနေအောင်လက်မကိုင်းကလေထဲကိုတရှန်ရှန်ရိုက်နေတဲ့ဆရာတော်ကိုဒေါခင်မေတယောက်မြင်လိုက်ရတယ်။မင်းတို့ထဲကဘူတိခိုးတဲ့ကောင်ဘယ်သူလဲ။ဆရာတော်ရဲ့တန်ဟာဖျားကန်းတစ်ခုလုံးကိုဟိန်ထွက်လာတယ်။တပည့်တော်တို့မသိပါဘူးဖျား။မသိဘူးဟုတ်လား။ဖိုးထိတ် မနက်က9:00ရတဲ့အထုပ်ယူလာစမ်းဆရာတော်စကားကြောင့်ကပ္ပိယကြီးကပလတ်စတစ်အိတ်နဲ့ထုတ်ထားတဲ့ထုပ်ကိုဖွင့်ကြည့်တယ်ထိုက်ကောင်လေးဖွင့်ကြည့်စမ်းစိုးပိတို့လည်းသူတို့ရှေ့ရောက်လာတဲ့ထုပ်ကိုဖွင့်ကြည့်ရထထထထထဖြစ်နေတဲ့ကြံမိုးတွေနဲ့တူတူဘူးသေးကုန်တယ်ကိုမြင်ရတယ်ဒါတွေကဘာတွေလဲဟုတ်ဟုတ်ကြံမိုးနဲ့ဘူးသေးကုန်တယ်ပါဖေဟေးမင်းတို့ကယောက်ျားတွေမှလားဟုတ်ဟုတ်ပါတယ်ဖေဟယောက်ျားဆိုတာကိုလို့ရင်ကိုခံရရမယ်ကွာပြောစမ်းမင်းတို့မနေ့က ဒေါခင်မေအိမ်ကဗိုလ်ကြီးကိုခိုးခဲ့တာမခိုးခဲ့ဘူးလားအားလုံးအတမထွက်ပဲနဲ့ခေါင်းငိုက်ဆိုင်ကျသွားတယ်ဟဲ့ကောင်တွေငါအမေးနေရလေခိုးခိုးမိပါလေဖေဟာအေးမင်းတို့ကောင်တွေငါမွေးထားတဲ့ကြက်ကိုလည်းခိုးပြီးတက်စားကြသလိုသူများအိမ်ကဗိုလ်ကြီးကိုလည်းခိုးပြီးတော့စားကြတယ်မင်းတို့အပြစ်ကိုမင်းတို့သိလားသိသိပါတယ်သိရင်တိုင်ကိုဖတ်ထားကြစမ်းဆရာတော်စကားကြောင့်စိုးပိတို့ဖွဲ့လဲကျုံးတိုင်တွေကိုဖတ်ပြီးတော့အန်ကိုကြိတ်ထားတယ်မကြခင်မှာတဝဲချင်းနဲ့တချွန်းချွန်းနဲ့တူတူ နာနာကျင်းကျင်းအော်တန်းနေထွက်ပေါ်လာတယ်။ဒေါခင်မေကတော့စိုးပွေတို့ဖွဲ့ရိုက်ကန်ထိတာကိုရတာခံကြည့်ပြီးတော့စိတ်ကြည်နေသွားတဲ့ဟန်နဲ့ဆရာတော်ကိုအူးချပြီးပြန်သွားတယ်။ဟုတ်ကောင်တွေမင်းတို့အပြစ်ကဒီလောက်နဲ့မပြီးသေးဘူး။တိလျရှင်ကြောင်းဟောင်းဘက်မှာခြုံနေများနေတာမြင်နေ။အေးအကုန်လုံးပြောင်းရှင်းပြီးမှပြန်ရမကြလား။စိုးပွေတို့လည်းဆရာတော်စကားကိုမလွန်ဆန်နိုင်မင်းနဲ့ခေါင်းတညင်းညင်းနဲ့ပဲလိုအပ်တဲ့ပစ္စည်းတွေထုတ်ဖို့ကပ္ပရာကြီးနောက်ကိုလိုက်သွားတယ်။ကပ္ပရာကြီးအေးဘာတော့ကွာ ဆရာတော်ကဒီအမိုက်ထုတ်ကိုဘယ်ကနေရတာလဲငါပဲသိမလဲကွမင်းတို့သိကျင်ဆရာတော်ကိုတွားမေးဒါနဲ့လေတိလရှင်ကြောင်းဟောင်းဘက်မှာတဲရဲ6လေဆိုတာတကယ်ပဲလားမင်းတို့အခုသွားတဲ့အခါတဲရဲ6မ6တေချတိရမှာပေါ့ကွာစိုးဖိတို့ဖွဲ့လဲထောင်းနဲ့ထောင်းနဲ့နဲ့ပေါတူးနဲ့ဓမ္မတွေယူပြီးတော့တိလရှင်ကြောင်းဟောင်းရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတယ်ရှေးဟောင်းကြောင်းနဲ့တခုအဲ့ဒီဘေးမှာတော့ထူထပ်နေတဲ့ခြုံတွေတွေဟာ လူတရက်ခန့်အထိမြင့်တက်နေရကြောင်းပါလာတဲ့ပစ္စည်းတွေနဲ့တဏှာလောက်ခုတ်ထွင်ရှင်းလင်းခဲ့တယ်။ငါလက်ခွန်းထဲမှာပဲကွာမောလိုက်တာဆိုပေတရလက်ထဲကပုံတူကိုပြစ်ချပြီးညှိတွားလိုက်တဲ့ချိန်ကြောင်းတိုက်ထဲကနေရေတံတစ်ချို့ထွက်ပေါ်လာတယ်။မဲကောင်ရှိတာလဲကွာဟက်ကောင်တန်တူမင်းလားမင်းမေကလွာငါဘာသာခြုံရှင်းနေတာမင်းကိုဘာလို့ရေရမှာလဲဒါဆိုကြောက်တော့နဲ့စောင်းမောင်လားဟက်ကောင်ဆိုပေမင်းရေမနေနဲ့ကွာ ငါတို့ကရေဘုံနဲ့နေတက်တာအသက်တောင်မနဲ့ရှုံနေရတယ်။မကြခင်မှာမိုးကလည်းချက်တော့မှစကားမများနဲ့ကွာ။လှုပ်ဆရာရှိတာလှုပ်ပါ။ဆိုးပေလေစိတ်ထဲမှာအောင့်တက်တဲ့ပေါတူးကိုပြန်ခိုင်းပြီးခြုံထဲကိုအားကုန်လွှဲပေါက်တဲ့ချိန်တိုက်ချောင်းပေါ်ကနေတချင်ချင်းနဲ့လိမ့်ကြလာတဲ့ငွေအကျွေးစွေးတချို့ကိုမြင်လိုက်ရတယ်။ဟဲ့ကောင်တွေဒီမှာလာကြည့်စမ်းပတ်စံနေကွာ။အေးဟုတ်တယ်။ငွေအကျွေးတွေပါလား။ဘဲကနေကြလာတာပါလေ။ကြောင်ပြက်ပေါ်ကနေလိမ့်ကြလာတာဖြစ်မယ်ကွာ။ဘဲကကြကြကွာအကုန်သာကောက် စိုးပိတရပေါတူးကိုပြစ်ချပြီးငွေအကျွေးစီးတွေကိုလိုက်ကောက်နေခဲ့ရာနောက်ဆုံးမှာအကျွေးစီးစီအရောက်မှာတော့ခြုံတော်တဲကနေရက်နေတဲ့ဖြူဖြူဖွဲ့ဖွဲ့ခြေထောက်တစ်စုံကိုမြင်လိုက်ရတယ်။တထွားနေပါလောက်ရှိတဲ့ခြေထောက်ကိုမြင်တော့စိုးပိအပေါ်ကိုမောကြည့်ရာပိတ်ဖြူစားကိုကိုမှပတ်ထားပြီးတော့သူ့ကိုငုံကြည့်နေတဲ့ဖိုးသူတော်တစ်ပါးကိုမြင်လိုက်ရတယ်။လူနှစ်ယောက်လောက်မြင်တဲ့ဖိုးသူတော်ကစိုးပိကိုမြင်တော့ပိုးစားနေတဲ့တွားတွေပေါ်အောင်ကြည့်ပြတယ်။ဒီချိန်မှာတရေဆိုတဲ့တန်တဲ့တူစိုးပိတရားပစိုးကိုဝင်တိုင်းကထွက်ပြေးတယ်။ ဆိုပြီးပြီးတော့ကျန်တဲ့သူတွေလည်းဘုံမသိဘာမသိနဲ့အနောက်ကနေလိုက်ပြေးတယ်။ဟိုညောင်ရှိကိုရောက်တော့ငဲတန်းပေါင်းအော်ကြီးပြေးလာတဲ့ဆိုပြီးတော့စီကိုဆရာတော်ကြွားလာတယ်။ဟုတ်ကောင်လေးဘလို့ဖြစ်တာလဲ။ကြောင်ကြောင်းတိုက်အပြက်နာမှာကြောင်ကြောင်းတိုက်အပြက်နာမှာဖိုးသူတော်တပားကိုမင်းတို့ထွက်ပြေးလာတာဖျား။ဟုတ်လား။သူကမင်းတို့ကိုဘာတွေပေးလိုက်သေးလဲ။ဘသူပေးတာလဲတော့မသိဘူးငွေအကြည့်စေးတွေတော့ရလာတယ်အေး ရလိုင်ယူလိုက်ကြနောက်တခါသူများပစ္စည်းခိုးလို့ကတော့ចောင်းတိုက်ပြက်ထဲမှာပိတ်ထားမယ်ကြလားမလုံရဲတော့ပါဘူးဗျာတပည့်တော်တို့ကြောက်ပါပြီအေးចောင်းမမငပြောတိတွေရှိတယ်တော့တယောက်တစ်ဖီယူသွားကြဆရာတော်ကစိုးပေတို့ဖွဲ့ကိုငပြောတိတစ်ဖီစီပေးပြီးတော့ပြန်ခိုင်းနေစိုးပေတို့လည်းဖိုးသူတော်တစ်စိမ့်နဲ့တွေ့ပြီးငွေအကျွေစီးတွေရလာတယ်ဆိုတဲ့တင်းဟာရက်ကွက်ထဲကိုညာတွင်ညင်မဲ့ပြန်သွားတယ်စိုးပေတို့ပြောတာကိုယုံနေသူရှိတယ်လို့အချို့တွေကတော့ပောက်ကရပြောတယ်ဆိုပြီးတော့မယုံကြည်ကြတဲ့သူတွေလည်းရှိပါတယ် ဟဲ့ကောင်တက်ဦးမင်းကရောစိုးပေလို့ပြောတာယုံလားငါကြားဘူးတာတော့အဲ့ဒီတိုက်ပြက်ကအရင်တုန်းကတိလရှင်တွေနေတာတဲ့တနေ့မှာတော့တိလရှင်တစ်ပါးကျိုးဆဲချပြီးတေးသွားတာကနေမကျွတ်လုခင်တဲ့ခြောက်လန့်လို့ဘသူမှမနေရဲဘူးလို့ကြားတယ်ငါလည်းမင်းပြောတာကြားဘူးလေကွာဒါပေမဲ့စိုးပေတို့ကဖိုးသူတော်လို့ပြောနေတဲ့ပြင်ငွေတွေပါရလာတာဆိုတော့တိတ်ပြီးတော့မတင်ငါဘူးကွာမတင်ငါတော့မင်းကမလုပ်ချင်လဲတိုက်ပြက်ထဲကိုသွားကြည့်မလို့လားအောက်မှာ မင်းကငါမသွားရဲဘူးများထင်နေလားသွားရဲရင်သွားလေကွာမင်းသွားရဲရင်တပတ်လုံးမင်းကိုအရက်တိုက်မယ်ဟာအရက်ရောအမိပါမင်းတာဝန်ယူရမယ်ဘလို့လဲโอเคကွာသဘောတူတယ်ဒါပေမဲ့မင်းသွားတာတဲကြအောင်တော့ကျောင်းပြတ်ထဲကဖျားဆင်းတို့ကိုယူလာခဲ့ရမယ်ဘာဆင်းတို့လဲကွာအဲ့ဒီကျောင်းပြတ်ထဲမှာကွာစကြင်ကျောင်းထဲထုတ်ထားတဲ့ဖျားတဆူရှိတယ်ဆင်းတို့ဆိုပေမဲ့လက်တစ်ဖက်ကကျိုးနေတာကြောင့်ဘသူမှမယူပဲဒီတိုင်းထားထားတာအေးမင်းအနေနဲ့ အဲ့ဒီစင်းတူးကိုယူလာနိုင်ရင်တော့ပြောထားတဲ့အတိုင်းပဲကွာတပတ်တတိတခါခတ်မယ်ဘလို့လဲမင်းကကြောင်းပြက်ထဲမှာစင်းတူးရှိတာဘလို့သိလဲလွန်ခဲ့တဲ့တပတ်လောက်ကဆရာတို့နဲ့တူတူကြောင်းတိတ်ပြက်ထဲကိုလိုက်သွားဖို့လို့သိတာကောင်းပြီလေခဏနဲ့ငါပြန်လာမယ်မင်းသာဂရိတိပါစေမောင်စိုးကတအုပ်ပခုံးကိုပုတ်ပြီးတော့အရက်ခွက်တွေကလက်ကြံကိုတချိုက်တည်းမောချကဖုံးကြောင်းဘက်ကိုထွက်လာတယ်ပရိတ်တွေရဲ့အော်တန်ကတိတ်ဆိတ်နေတဲ့ဖုံးရင်ကြောင်းဝင်တဲ့ကနေ စုံညာစွာထပ်ပေါ်သလိုတောကြောင်တို့ရဲ့မန်ပီတန်ကလည်းကြောင်းနောက်ဖက်ခြုံနေတဲ့ကနေတစ်ချက်တစ်ချက်ထပ်ပေါ်လာပါရယ်မောင်စိုးရဖုန်းကြောင်းနောက်ဖက်အုတ်တိုင်းနာရောက်တော့ဖနက်ကိုပစိုးချရိုက်ထုတ်ထည့်ပြီးအနားမှာရှိတဲ့တေခိုင်းကိုယူကအုတ်တိုင်းမော်ကိုခုံကျော်တယ်ပြီးတော့တေခိုင်းကြောက်တဲ့နေမီထွက်လာတဲ့တန်ကြောင်မောင်စိုးအနောက်ကိုလှည့်ကြည့်ရပရိစိတ်ကိုလက်မှတ်ခိုင်ကစဉ္ညာရှောင်းနေတဲ့ဆရာတော်ကိုဖုံးမြင်လိုက်ရတယ်မောင်စိုးမင်းမကြံကောင်းမစီရတွေလုံးမလို့လား အရှင်ဖေဟာတပည့်တော်ဟိုဟိုလေအခုချက်ချင်းပြန်တော့နောက်ထပ်ဒီလိုဖြစ်ရမျိုးထက်လို့ရင်တော့ငါလည်းကဲနိုင်မှာမဟုတ်ဘူးမောင်ဆိုးလက်ဆရာတော်ကိုဦးချပြီးလာရလန်းတိုင်းပြန်ထွက်သွားတယ်ကျောင်းဘော်ကိုရောက်တော့ဆရာတော်ကဖျားရှိကိုမြစ်တာပို့ပြီးအမြဝင်နေတဲ့ချိန်အနောက်ဘက်လေကားကနေဒုံဒုံတိုင်းတိုင်းနဲ့တက်လာတဲ့ခြေတံကိုကြားလိုက်ရတယ်ခြေတံဟာကျောင်းဘော်လည်းရောက်ရောငြိမ်သက်သွားတာကြောင့်အနောက်ကိုလှည့်ကြည့်ရစိတ်ဆိုးဒေါသထွက်နေတဲ့ဖိုးသူတော်တစ်ပါးကို မြင်တွေ့လိုက်ရပါတယ်။ဟဲ့မောင်သူတော်ဘလို့ကြောင့်စိတ်ဆိုးမှန်ဆိုဖြစ်ရတာလဲ။လူတွေမကောင်းဘူးဖေ။တပည့်တော်တို့တိခတ်နေရကိုအခွင့်အောင်ယူကြတယ်။ဘာတွေဖြစ်တာလဲပြောပါဦး။တပည့်တော်ဆရာတော်ဆုံးမစကားကိုအမြဲတမ်းနားထောင်ခဲ့ပါတယ်။ဒီတခါတော့နားမထောင်နိုင်တာကိုခွင့်လွှတ်ပေးပါ။ဖိုးသူတော်စကားဆုံးတာနဲ့ခြာကနေလှည့်ထွက်ပြီးအနောက်ဘက်ကနေပြန်ဆင်းသွားတယ်။ဒီတော့ဆရာတော်လည်းတခုခုထိုးပြီဆိုတာသိတာကြောင့်ကပ်ပီးယားနဲ့ တရုတ်ဆရာတော်ကိုအမြင်ခေါ်ပြီးတော့ကြောင်အနှံ့လှည့်ကြည့်ရာတိုက်ပြက်လှေခါရင်မှာအမြုပ်တစည်းစီထွက်ပြီးတေဆုံးနေတဲ့မောင်စိုးကိုမြင်လိုက်ရတယ်။ကွာဒီလောက်တားနေတဲ့ခြေတွေကနေဒီငမိုက်သားလှုပ်ဖျောင်းလှုပ်ခဲ့သေးတာကိုဒီလိုရရုခါကြောင်ဘော်ကိုပြန်တက်လာတယ်။မောင်စိုးတေပြီးလို့ရက်လည်နေမှာပဲတအုပ်တယောက်လည်းကောက်ခံငင်ကသွေးရပြီးတော့တေဆုံးသွားတယ်။သူ့မတေခင်ချိန်မှာတော့ဖိုးသူတော်တွေကသူ့ကိုရိုင်းနေပါတယ်ဆိုပြီးတော့အော်ဟဲ့သွားခဲ့တဲ့အကြောင်းကို မိသားစုတွေစီကနေတဆင့်ကြားသိကြရတယ်။ဒီလိုနဲ့မောင်စိုးနဲ့တအူတို့နှစ်ယောက်တည်ဆုံပြီးတဲ့နောက်မှာတော့ဖုန်းကြီးကြောင်းတွေကတိုက်ပြန်တာကိုဘယ်သူမှမတွားရတော့ဘူး။ဆရာတော်ကလည်းဒီကိစ္စတွေဖြစ်ပြီးတဲ့အချိန်ကစလို့အပြင်ကမထွက်တော့ဘဲနဲ့အခန်းထဲမှာပဲနေထိုင်ခဲ့တယ်လို့ကျောင်းနဲ့ပတ်သက်တဲ့ကိစ္စဝါးဝါးကိုလည်းတအယုတ်ဆရာတော်စီကသာအနံ့ခဲ့ပါရယ်။လေးလာခင်ကြားတဲ့အခါမှာတော့ဆွန်ဆားဆောင်ပေါ်ကိုတက်လာတဲ့ကိုရင်ကြီးတပါ သူ့နောက်မှာတော့မြက်ပတ်ပေးရင်နေတဲ့အဝယ်စားလေးကိုဝတ်ဆင်ထားတဲ့ ဆယ်ကျော်သက်အရွယ်ကလေးနှစ်ယောက်လည်းပါလာတယ်။ကိုရင်ကြီးကဆုံးဖုံးနေတဲ့ဆရာတော်ကိုဦးချလိုက်ပြီးတော့ဆရာတော်ကျမ်းမာပါရဲ့လား။အေးကျမ်းမာတယ်။ဒါနဲ့ဒီကလေးတွေကဘသူတွေလဲ။တပိတော်ရွာကကလေးတွေပါဗျာ။ကလေးမိဘတွေကလွန်ခဲ့တဲ့လကဆုံးပါသွားခဲ့တာမို့လို့ကုရကေရမဲနေတဲ့ကလေးနှစ်ယောက်ကိုတပိတော်ခေါ်လာခဲ့တာပါ။အေးမင်းကရောဒီမှာပဲနေမလို့လား။တပိတော်စာဝါလိုက်ရင်ဆရာတော်ကျောင်းမှာပဲနေပါမယ်။ကလေးတွေကိုလည်း ဒီเจ้าမှာចောင်းသားဖြစ်နေလက်ခံပေးပါဗျာမင်းအဆင်ပြေမယ်ဆိုပြီးတာပဲလေထိုက်ဥဆရာတော်ကိုပြောပြီးနေရောပေါ့ဆရာတော်ဟာစကားကိုလုံရင်တုတ်ရှင်ပြောပြီးတော့ကြက်သေးတိုက်ထဲကိုပြန်ကြွားသွားတယ်မောင်လုံးမောင်ပြာဟာဒီနေ့ကောင်ပဲသွားနေလဲမသိဘူးကပ္ပရာကြီးအော်တန်ကြောင့်တကောလုံးဖုန်တွေတလူလူထနေတဲ့ចောင်းသားနှစ်ယောက်ပြေးလာတယ်ဥလီဘာခိုင်းမလို့လဲမင်းတို့ကိုထင်းတွေစီခိုင်းထားတာလုပ်ပြီးပြီလားလုပ်ပြီးပြီလေလုပ်ပြီးရင်လည်းပြီးရော မင်းတို့နဲ့ကောင်ဆောက်ရင်ဒီနောက်မှာပဲဆောက်ကြလားမောင်လုံးနဲ့မောင်ပြကကဲပြရကြီးစကားကိုကောင်းနှင်းနဲ့ဘာမှပြန်မပြောဘဲနဲ့ထွက်သွားခဲ့တယ်သူတော့မင်းမညစ်နဲ့ကွာဒီတရေခွင်းကစိတ်နဲ့မထိဘူးအေးလေကွာဒါမင်းညစ်တာ မောင်လုံးနဲ့မောင်ပြကစားနေရင်ပြောလိုက်တဲ့စကားကြောင့်အိပ်ပြလူဆက်ဆက်ဖြစ်နေတဲ့ကပိယကြီးကောင်းထောင်လာပြီးတော့အတန်ကြားတဲ့ဘက်ကိုထွက်လာတယ်ဟင်ဒီနေ့ကောင်ဘသူနဲ့စကားပြောနေတာပါလဲ ဟုတ်မှလည်းရောကပိယကြီးကကစားနေနဲ့နှစ်ယောက်အပြိုင်ငင်းခုန်နေတာကိုမြင်တော့စိတ်တထန့်သွားတယ်။ဟိုနကောင်ဒီကိုလာစမ်းဖြားဦးလေးမင်းတို့တွေဘသူနဲ့စော့နေရလဲဖိုးသူတော်တွေနဲ့စော့နေကြလေဘာဖြစ်လို့လဲဦးလေးဘဲကဖိုးသူတော်လဲကွာငါလည်းမတွေ့မိဘူးသူတို့ကတောင်ကုန်းစီနောက်ဘက်ကဖုံးအเจ้าမှနေတယ်လို့ပြောတယ်ဒီသူတော်တွေအငင်းတန်တယ်ဦးလေးရာနောက်တစ်ခါသူတို့နဲ့မစော့နဲ့ကြလားဘာဖြစ်လို့လဲဦးလေး ငါကမစောနဲ့ဆိုမစောနဲ့ကွာနှစ်ကောင်လုံးကြောင်းမော်ကိုလိုက်ခဲ့ကပိယကြီးစကားကြောင့်ကျောင်းသားနှစ်ယောက်ကဇေဒီဘက်ကိုလှည့်ကြည့်ပြီးလက်ပြနှုတ်ဆက်ကလိုက်လာခဲ့ပါတယ်ဖိတ်ကောင်တွေထဆန်ထဆန်ခြေထောက်ကိုလှုပ်နှိုးတာကြောင့်မောင်လုံးနဲ့မောင်ပြားနှစ်ယောက်လုံးလမ်းမီနှိုးလာတယ်ဟာသူတို့ပါလားမင်းတို့ဘာလို့မလာတာလဲငါတို့ကစောင့်နေတာကပိယကြီးမလှုပ်လို့ကွာဒါနဲ့ညာဘကြီးမင်းတို့ကဘလို့ဖြစ်ပြီးရောက်လာတာလဲဒီနေ့ဆရာတော်မရှိဘူးလေဒါကြောင့် မင်းတို့ကိုလာခေါ်တာခိုးမကစားဖို့စောင့်နေကြပြီမောင်လုံးနဲ့မောင်ပြလည်းကစားရမယ်ဆိုတာနဲ့အဲ့နေရာကနေထပြီးတရေခွင်းတက်ကိုယူကနောက်ကလိုက်ပါသွားတယ်မောင်လုံးကြီးမောင်ပြမောင်လုံးကပ္ပရာကြီးရှာတွေ့ပြီလားဗျမတွေ့သေးဘူးကိုရင်ကြီးဒီကောင်းနေဘယ်သွားကြမယ်မှမသိတာကလေးတွေကဒီရောက်တာမကြသေးတော့အပြင်နေသွားမှာတော့မဟုတ်ဘူးတနေရာမှာမြအိတ်နေကြလားမသိဘူးစီရီဘက်မှာရောရှာပြီးပြီလားအဲ့ဒီဘက်ကြံသေးတယ်မရှာသေးဘူး ။ဒါဆိုတပြီးတော့သွားရှာလိုက်အောင်မေ။ကိုရင်ကြီးကကြောင်းဝင်းထဲကိုရှာကြည့်ပါဦး။ကပ္ပရာကြီးလည်းတောင်ကုန်းစီတွေပေါ်တက်ပြီးလိုက်ရှာကြည့်ရာတရားထိုင်နေတဲ့လူသုံးယောက်ကလွယ်ပြီးကြောင်းသားတွေကိုမတွေ့ရဘူး။ဒုက္ခပါပဲ။ဒီနေ့ကောင်ဗယ်ရီများရှောက်သွားနေလည်းမသိဘူး။ကပ္ပရာကြီးစိတ်ပပောင်းနဲ့ဂျိုခွင်းထောင်မှာထိုင်ကစဉ်းစားနေတဲ့ချိန်ဘသူများပြောက်လို့လဲဦးလေ။ကျောင်းသားနှစ်ယောက်ပြောလို့လိုက်ရှာနေတာဒါနဲ့တရားထိုင်နေတာအနောက်ရှာများဖြစ်သွားလားမဖြစ်ပါဘူးဗျာ ို့တို့လည်းခုပဲတရားဖြုတ်တာပါဒါနဲ့လေညာကခလေးနှစ်ယောက်စေဒီဘော်ကိုတက်လာတာမြင်ရတယ်ဟေးဟုတ်လားသူတို့နှစ်ယောက်လည်းတက်လာလားသူတို့ဘေးမှာတော့ဖိုးသူတော်လေးတွေလေးယောက်လောက်ပါသေးတယ်ဒုက္ခတော့များပြီထင်တယ်အဲ့ဒီဖိုးသူတော်တွေကလူတွေမဟုတ်ဘူးကျုပ်လည်းဒီတိုင်းဆုံးနေကြတယ်ထင်လို့မပြောလိုက်မိတာပါတိတ်လည်းစိတ်မပူပါနဲ့နေဝက်လောက်ကြရင်တော့ចောင်းသားနှစ်ယောက်လုံးကိုပြန်လာအောင်လို့ခေါ်ပေးပါမယ်ဒီကမိတ်ဆွေတို့ကဘယ်လိုပြန်ခေါ်မှာလဲ ဆရာတော်မရှိတဲ့အချိန်မှာအခုလိုဖြစ်တာဆိုတော့ကျုပ်လည်းအတော်လေးကိုခေါင်းကြည့်နေပြီကျုပ်တို့ကအတွေ့အကြုံရှိတာမလို့တေချာပေါက်ပြန်ခေါ်ပေးပါမယ်မိတ်ဆွေတို့စကားကိုယုံပြီးတော့စောင့်နေပါမယ်ကပိယကြီးကတပင်းရှိတဲ့ချက်ကိုခြာပြီးတော့ဇီဘောကနေပြန်ဆင်းသွားတယ်ဆရာကျောင်းသားလေးနှစ်ယောက်ပြောင်းနေတယ်ဆိုပြီးတော့ကြားလိုက်လာလို့ဟုတ်တယ်ဒီကလေးနှစ်ယောက်ကိုဖိုးတူတော်လေးတွေခေါ်သွားတာမင်းညားကမြင်လိုက်တည်တယ်ဒါဆိုခလေးနှစ်ယောက်ကသူတို့စီမှာရှိနေမှာပဲဘယ်လိုလုပ်ကြမလဲဆရာ မင်းတို့နှစ်ယောက်ကဖျားဖို့မှာပဲနေခဲ့ပါငါကိုယ်တိုင်ကလေးတွေကိုပြန်ခေါ်လာခဲ့မယ်ဆရာကရောဘယ်ရောက်ရောက်တခုမဟုတ်တခုတော့ကြောင်းလိုက်ရမှာပဲထူးထူးဆန်းဆန်းဖြစ်ရနေကြောင်းအပြန်ပြီတပည့်ကျော်မောင်ကောင်းရဲ့စကားကြောင့်အောင်မက်သာမဆိုးစလောက်လည်းရှိပြီးတော့ကလေးတွေထပ်သွားတဲ့ဘက်ကိုလျှောက်လာတယ်ဇေဒီအရှိဘက်လေကားရင်နာရောက်တော့ငါတို့ပြန်ရင်မီကွာမင်းတို့နဲ့နောက်နေ့မှလာကစားမယ်ငါတို့ကိုပြန်ပို့ပြီးတော့ကွာဆိုတဲ့ငုံမဲမဲအတန်ကိုကြားလိုက်ရတယ်အောင်မက်သာလည်းအတန်ကြားတဲ့ဘက်ကိုမျက်နှာမူပြီးတော့ ာယုံဆိုင်ကြည့်လိုက်ရကျောင်းသားနှစ်ယောက်ကိုပပလဲဝိုင်းပြီးဟာတိုက်ရေမောနေတဲ့ဖိုးသူတော်လေးတွေကိုမြင်ရတယ်။တဲဒီကောင်းလေးအုပ်စုနဲ့ကိုအနိုင်ကျင့်နေကြပါလား။ဒီတိုက်ကိုဘသူအုပ်ချုပ်တာပါလဲ။စိတ်ထဲမှာတွေးနေတဲ့ချိန်ရေမောနေတဲ့အတန်တွေအကုန်ငြိမ့်သက်သွားတယ်။ဖိုးသူတော်လေးတွေကြောက်ပြောတာကိုကြားရင်အထဲမှာချုပ်ထားတဲ့ကလေးနှစ်ယောက်ကိုတိုက်ထဲကနေပြန်လှုပ်ပေးပါ။မဟုတ်ရင်တော့တင်တို့ကိုအုပ်ချုပ်တဲ့တိုက်ချုပ်အဖိုးကိုပင်းဖိတ်ပြီးတော့ဆုံးမခိုင်းရလိမ့်မယ်။ အောင်မြတ်သားရဲ့စကားဆုံးမှာတော့တိုင်နန်းကနေလောင်ရည်တန်တွေကြဲကြဲလောင်လောင်ထွက်ပေါ်လာပြီးအလင်းနားမှာရှိတဲ့အုံမင်းဘော်ကနေအမွှေးရှိရှိနဲ့အကောင်တကောင်ခုံဆန်းလာတယ်။ကိုလန်းကိုသွားစမ်းအထဲမှာကလေးတွေကစားနေတယ်။တင်ကဘယ်သူပါလဲ။ငါကတိုက်ရဲ့ပထမဈေးကိုစောင်းတဲ့အမွှေးရှိကောင်းပဲ။ငါတို့တိုင်နန်းကဖြစ်တာတွေကိုဝင်းဆော့ဖတ်ဖို့မကြိုးစားနဲ့။တွားထွက်သွား။ကျောက်ကတင်တို့ရဲ့တိုင်နန်းကစားကိုဝင်းဆော့ဖတ်နေတာမဟုတ်ဘူး။တင်တို့ကသာကိုနဲ့မဆိုင်တဲ့ဘုံကားသူတွေကို ဆွဲသွင်းထားတာဖုန်းကြီးကြောင်းသားလေးနှစ်ယောက်ကို အခုပြန်လှုပ်ပေးဖို့ပြောလိုက်ပါ မဟုတ်ရင်ကျုပ်အဆုံးမစုံနဲ့အမေသားစကားဆုံးမှာအမွှေးရှိကောင်းကသူ့ရဲ့ခန္ဓာကိုယ်ကို အစမတန်ကြီးထွားအောင်ဖန်ဆင်းပြီးတော့ရှေ့ကနေပိတ်ထားတယ်။ကျုပ်မေတ္တာရက်ခံတော့မရဘူးဆိုတော့လေလှုပ်ထုံးလုံနေတိုင်းလောက်ရမှာပေါ့ဒီလိုပြောက လွယ်ရည်ထဲမှာတင်ပါလာတဲ့အင်းစမချက်ကိုမြေကြီးပေါ်ပြစ်ချလိုက်တယ်ဆိုရင်ပဲတိုက်ရဲ့ပထမစီတစ်ခုဟာမိဟုံဟုံတောက်တောင်သွားတယ်။ပူလိုက်တာငါမခံနိုင်တော့ဘူး အင်းချက်ကိုဖယ်ပေးပါအမြန်ဖယ်ပေးပါ အမိုးရှိကောင်ကမေဟောဟောတောင်းနေတဲ့တိုက်စီထဲမှာပြေးလွှားပြီးတော့အတန်အကြီးနဲ့អော်လာကြောင့်တိုက်ထဲမှာရှိတဲ့ဘိုးတို့တော်တွေအကုန်လုံးပြေးထွက်လာတယ်ဟဲ့အမိုးရှိကောင်ဘာဖြစ်တာလဲနေနို့ကိုကိုကြီးလုံးကအခုမိတောက်လောင်နေပြီပြောတော့နေနို့ထိတ်နေနေဆိုအမလီပူလိုက်တာအမက်ကလည်းတိုင်နယ်ထဲကထွက်လာတဲ့ဘိုးတို့တော်လေးတွေကိုစိုက်ကြည့်ပြီးတော့တိမ်ဝင်ပရိတ်ကျိုးကိုလေးဘော်ကိုပြစ်တင်ရပရိတ်ကျိုးတွေကချင်းမင်လေးတွေခွာကနေထွက်လာပြီးတော့ ဖိုးသူတော်တွေရဲ့ကိုမှာတင်းနေအောင်ရစ်ပတ်လာတယ်။လှွတ်ဆန်းငါတို့ကိုလှွတ်ဆန်း။တိန်တို့ကတိုက်ချုပ်အဖို့မရှိတာနဲ့အတော်မှုကြတာပဲ။ဖုန်းကျောင်းသားနှစ်ယောက်ပါမှာလဲအခုခေါ်ထုတ်ပေး။အာနာဇတ်ပြင်းထန်လာတဲ့စကားကြောင့်ဖိုးသူတော်တွေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ငုံမမဲ့ဖြစ်ကုန်တယ်။တဲအခုထိပေကက်ကက်လုံနေတော့လား။ခြိထားတဲ့ကြိုးတွေကိုမိဟုံးဟုံးတောင်းလှုပ်လိုက်ရမလား။အောင်မေတ္တာရဲ့ချင်းချောက်တန်စကားအဆုံးမှာတော့အကြီးဆုံးဖိုးသူတော်ကညာခြေထောက်ကိုမြေကြီးနဲ့ပေါက်လိုက်ရာ ဇေယီလေးကအောက်ချင်တာမှာကျောင်းသားလေးနှစ်ယောက်ထိုင်ရဲ့အနေထားနဲ့ပေါ်လာတယ်။ခလေးတွေဒီကိုလာခဲ့။ဘုန်းကျောင်းသားလေးလေးရဲ့တနုံကြီးနဲ့အောင်မြတ်တာနာကိုတုတ်ကလာပြီးကျိုးတုတ်ခံထိထားတဲ့ဖိုးတူတော်လေးတွေကိုမဝတ်မရစိုက်ကြည့်တယ်။မင်းတို့တွေဘာလုပ်နေကြလဲ။သူတို့ကတေကွင်းပစ်တာမနိုင်လို့ကားတို့ကိုပေးမပြန်ဘူး။နောက်ပြီးတော့အမွေဆုပ်ဖွားနဲ့ကောင်းတွေကလည်းခြောက်သေးတယ်။ဟေးမင်းတို့တော့လေအတော်ကိုမှွေးတဲ့ကောင်တွေပဲ။ဒီနေ့ဒီချိန်ကစပြီး မင်းတို့တိုင်နေတဲ့ကသူတွေအပြင်လောကသားတွေကိုဆက်သွယ်လို့မရအောင်လို့တိုက်ချုပ်ဖို့ကိုထိန်းခိုင်းရမယ်။အကုံတိုက်ထဲကိုပြောင်းဝင်တော့အောင်မတာဟာဟိန်းဟောက်ပြောဆိုပြီးတော့လက်ကိုရိုသိမ်းလိုက်ရာဖိုးသူတော်ရဲ့ကိုမှရစ်ပတ်ထားတဲ့ချီချိုးတွေဟာချက်ချင်းပြောက်ွယ်သွားပြီးတော့မူလတိမ်ဝင်ပြေးချိုးဖြစ်နေပြောင်းသွားတယ်။အမှုရှိကမင်းလဲကလေးတွေကိုအလုံးမလိုက်နဲ့။နောက်တစ်ခါဒီတက်ပို့ခိုင်းရမယ်။ဒီလိုပြောလိုက်တော့အမှုရှိခေါင်းကခေါင်းနဲ့ဆက်နှိမ်ပြီးအောင်မေမော်ကိုခုန်တက်သွားတယ်။အောင်မေတာလည်း ကြောင်းလန့်နေတဲ့ဘုံကြီးကျောင်းသားနှစ်ယောက်ကိုချောင်းမှပြောဆိုပြီးတော့ဇေဒီဘော်ကိုပြန်ခေါ်လာတယ်။ညနေဆောင်ရောက်တော့ဘုံကြီးကျောင်းဝင်းထဲကနေကြိမ်လုံးတန်တဲ့ရှင်းရှင်းနဲ့တူကျောင်းသားနှစ်ယောက်ရဲ့ငိုတန်ဟာစီကနေထွက်ပေါ်လာပြီးညအုပ်ရံချိန်မှာတော့တိုင်နေနေကနေကြိမ်လုံးတန်နေထပ်မံထွက်ပေါ်လာပြန်တယ်။ညတကောင်ချိန်ရောက်တော့အောင်မတစီကိုဝိပုစင်ချင်းနဲ့ဖိုးတူကိုရောက်လာပြီးဖိုးတူတော်လေးတွေရဲ့အပြစ်ကိုဖွေမိဖို့အတွက်လာရောက်တောင်းပန်စကားဆိုတယ်။ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာဒေါကဇလန်ပြီးဆုံးပါပြီ။ နားတော်ရဆင်တို့ပြည့်တက်ကြည်လေဆယ်ချနာချင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ